ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းနဲ့ကဘာရေးရတဲ့သတင်းနှစ်ပုဒ်ကတော့ Broken Data သင်းမောင်းတဲ့တိုက်မိမှုကိုစုံစမ်းစစ်ဆေးရေးဖို့အစိုးရဒေတာဆိုင်ရာအေဂျင်စီများနဲ့ဒီကနေ့စတင်ခဲ့တယ်လို့သိရှိရပါတယ်။နယူးယောက်စီးတီးနဲ့ဘူအစိုးရတာဝန်ရှိသူများစနေနေ့ညက Brooklyn Data ကိုမက္ကဆီကိုအမြင့်သင်းမောင်းတဲ့တိုက်ခိုက်မှုနဲ့တိုက်မိမှုနဲ့ပတ်သက်ပြီးတော့၎င်းတို့စုံစမ်းစစ်ဆေးမှုစတင်နေပြီဖြစ်ဖြစ်တယ်လို့ဆိုပါတယ်။ အဆိုပါဖြစ်စဉ်မှာလူလူသေဆုံးပြီးတော့ဆိုးရတဲ့အခြေအနေနှစ်ဦးအပါဝင် အခြား၁၉ထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်းတောင်းရှိသူများက ပြောကြခဲ့ပါတယ်။မက္ဆီကိုရှိဗာရာခရုစ်အုပ်ချုပ်ရေးမှူးရူစီယိုနာဟီဟာသေဆုံးသူများတွေကတဦးရဲ့အမိကိုဆိုရှယ်မီဒီယာမှာအတည်ပြုခဲ့ပါတယ်။ဗာရာခရုစ်ကရက်အမေရိကရမီလက် ကွယ်လွန်သွားလို့ရင်နောင်တရမိပါတယ်ကျွန်တော်ရဲ့ချစ်ချင်းမေတ္တာပံပိုးမှုနဲ့စီလုံးညီညွတ်မှုကသူ့မိသားစုအတွက်ပါပဲလို့နဟေးကစပိန်ဘာသာနဲ့လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်298ဦးလိုက်ပါလာတဲ့မက္ဆီကိုရေတက်လစ်ချင်ရေးတင်းမောဟာ South Street စိတ်ကန်းကနေပြီးတော့ Iceland နိုင်ငံကိုထွက်ခွာလာစဉ်မှာ တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ် တင်မောသားမြတ်ဟာကမ်းမထွက်ခွာလာတဲ့အခမ်းအနားတစ်စိတ်တစ်ပိုင်းဖြစ်တင်မောရဲ့လယံတွေကိုကိုင်ငါရက်နေစေပါဝါပြတ်တောက်သွားပြီးနောက်သူမျောပါကနောက်ဆုံးမှာဘရိုကင်းတရားကိုတိုက်မိသွားပါတယ်တင်မောရွက်တိုင်း၃ခုဟာထိတ်ကပြုတ်ကျပြီးတော့တင်မောသားတွေရဲ့ရက်တိုင်ကကျိုးတွေနဲ့ချီနှောင်ထားသလိုဖြစ်ခဲ့ကြပါတယ်တင်မောရဲ့အဓိကရွက်တိုင်ဟာပီ360ခန့်မြင့်ပါတယ်တရားရဲ့တိဆောက်ပုံရပျက်စီးခြင်းမရှိလို့တာဝန်ရှိသူတွေကဆိုကြပါတယ် ရုဂင်ဒရာနဲ့တိုက်မိမှုကိုဘူဆူရနဲ့ဒေသဆိုင်ရာအဖွဲ့များကစုံစမ်းစစ်ဆေးနေပါတယ်။တနင်္ဂနွေနေ့နံနက်ပိုင်းမှာမြို့သားတယူပို့ဆောင်ရီးနဲ့ဘေကင်းရီးဘုတ်ဖွဲ့မှတိုက်မိမှုဟာစုံစမ်းစစ်ဆေးဖို့အဖွဲ့တစ်ဖွဲ့ကိုဆေလွတ်ထားကြောင်းပြောကြားခဲ့ပါတယ်။မြို့တော်ဝန်ယုံ FDNY NYPD US Coast Guard New York City Economic Development Corporation နဲ့ MDA တို့ပါဝင် နဲ့တိုက်မိမှုနဲ့ပတ်သက်လို့နယူးယောက်မြို့အရေးပေါ်စီမံခန့်ခွဲရေးအစည်းအဝေးကိုတနင်္ဂနွေနေ့နေ့ကနေ့နံနက်ပိုင်းမှာပြုလုပ်ခဲ့ကြပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဂါဇာကမ်းမြောင်ဒေသမှာပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူတရာကျော်သေဆုံးခဲ့ပြီးတဲ့နောက်မှာအစ်စီးဟာကြီးမားကျယ်ပြန့်တဲ့စစ်စင်ရေးကိုစတင်လိုက်ပါတယ် အစ္စရေးကဂါဇာကမ်းမြောင်ဒေသမှာကြေကြေပြန့်ပြန့်မြေပြင်ဆစ်ဆင်ရေးတရက်ကိုတင်းငွေနေကစတင်ခဲ့ပြီးလူပေါင်းတရာကျော်တေဆုံးခဲ့ကမြောက်ဘက်မှာရှိတဲ့နောက်ဆုံးလှုပ်ဆောင်နေတဲ့ဆေးရုံကိုပိတ်ပစ်ခဲ့ရတယ်လို့နေမြေမှာရှိတဲ့ကျမအေးရရှိတွေကပြောကြားခဲ့ပါတယ်အပြစ်ခတ်ရစဲရေးဆွေးနွေးပွဲများမှာနိုင်ငံကစစ်ဆေးညှိနှိုင်းရေးသမားများကတိုးတက်မှုအတွက်တွန်းအားပေးနေစဉ်မှာဂါဇာမြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာအစ္စရေးရဲ့စစ်တပ်မြေပြင်ဆစ်ဆင်ရေးထွက်ပေါ်လာခြင်းဖြစ်ပါတယ် ဟာမတ်စ်နဲ့အစ္စရေးလိုဟာကာတာမြို့တော်ဒိုဟာမှာစနေနေ့ကတွေ့ဝိုက်တဲ့ဆွေးနွေးပွဲကိုစတင်ခဲ့ပြီးတော့ဟာမတ်အကြီးတန်းရာရှိတဟာအယ်နူကကြိုတင်သတ်မှတ်ထားခြင်းမရှိတဲ့စစ်ဆက်ညှိနှိုင်းမှုများစတင်ခဲ့ကြောင်းဟမတ်စ်ရန်အယ်ကော့ဆာတီဗီက အတည်ပြုခဲ့ပါတယ်။ဆွေးနွေးပွဲများနဲ့ပတ်သက်လို့အကောင်းမြင်မှုအချို့ရှိနေတော်လဲအောင်မြင်မှုဟာမရေရာတော့ပါဘူး။ဟမတ်လက်နက်ချပါကဂါဇာမှာစစ်ပွဲအဆုံးတိုက်ရန်ပွင့်လင်းမြင်သာမှုရှိကြောင်းနဲ့ စစ်သွေးကြောအဖွဲ့ရဲ့စူပြုချက်တွေကိုလက်မလက်ခံနိုင်ဘဲမရှိလို့အစ္စရေးကတင်းငွန်နေနေမှာပြောကြားခဲ့ပါတယ်။ဟာမတ်စ်အနေနဲ့စစ်ပွဲကိုအဆုံးသတ်ဖို့ဟာမတ်စ်ရဲ့လက်နက်ချမှုအကြောင်းဆွေးနွေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့အစင်သည့်ဖြစ်နေပါတယ်လို့အစ္စရေးတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။ရေပေါင်း60အပြစ်ခတ်ရစဲရင်းနဲ့ပါလက်စတိုင်းအကျဉ်းသား300ကိုလွှတ်ပေးရုပ်ဖြင့်အစ္စရေးတစားကန်9ဦးမှ9ဦးကြားလွှတ်ပေးရန်သဘောတူညီခဲ့ကြောင်း ဟာမတ်အကြီးတန်းခေါင်းဆောင်တူက CNO တင်းနှုံတွေကပြောကြားခဲ့ပါတယ်တောက်ကြန်နေနှောင်းပိုင်းမှာကြီးညာခဲ့တဲ့တမချန်းစာစစ်တီတူးကိုရည်ညွှန်းကဂီတောင်ရဲ့ယထားများလို့ခေါ်တဲ့၎င်းတို့ရဲ့စီရေးလှုပ်ရှားမှုအသက်ဟာဟာမတ်တို့ညှိနှိုင်းရေးစပွဲကိုပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်းအစ္စရေးစစ်တပ်က အခိုင်အမာဆိုပါတယ်